Hello အားလုံးမင်္ဂလာပါဒီတစ်ခါပြောပြပေးဖို့အမက energy လေးမိတယ်ပေါ့နော် reading လေးကတော့သူပြန်လာမယ်လို့နင်တင်နေရလားဒါဆိုရင်ဖြေဟာကဲဖြေပါလေအဖြေတိကျင်လားတိကျင်ပိုင်းလေးရွေးလိုက်နော်ဒီမှာဒါလေးရဲ့ပိုင်း1ပိုင်း2ပိုင်း3 okay ကက်ကလေးတွေကိုကြည့်ပြီးတော့ကို energy ဆွဲဆောင်ဆုံးဖြစ်တဲ့ကက်အုပ်စုလေးကိုရွေးလိုက်နော်အဲ့တော့ချင်းလေးတွေအတိုင်းပဲဗာလေးဆက်ဖြစ်လာမလဲကြည့်ကြရအောင်နော်ကဲရွေးပြီးသွားပြီလို့ထင်ပါတယ်အဲ့တော့အမကပိုင်ဝမ်းလေးကိုရင်ဆုံးကြည့်ပေးမယ်နော်ကဲဗာလေးတွေဖြစ်မလဲပိုင်ဝမ်းလေး တဒါကဲပိုင်ဝန်းလေးတွေရေးနော်음ကိုနဲ့အဆက်အသွယ်ပြည့်ခဲ့တဲ့သူကိုနဲ့ပေါ့နော်ဒီအဲဘယ်လိုပြောရမလဲ separation ဖြစ်သွားတဲ့သူပေါ့နော်ချက်တန်သွားတဲ့သူအဲ့တော့အဲ့ဒီလူကကိုဘွားရဲ့ကို ပြန်လာမှာလားဆိုရင်နော်음အမခံစားမိတဲ့ energy ကတော့ပြန်လာနိုင်ခြေရှိတယ်နော် ပြန်လာနိုင်ခြေရှိတယ်ဆိုတာဘာလို့ပြောလဲဆိုတော့ဒီမှာ wheel of fortune ရပေါ့နော်ချက်ချင်းတော့ပြန်မလာဘူးကွာနော်ဘယ်လိုမျိုးလဲဆိုတော့ကိုနဲ့သူနဲ့ကြားမှာအတိတ်ကဘာတွေဖြစ်ခဲ့လဲအကယ်၍အကယ်၍ပေါ့နော်သူကကိုပေါ်မှာအဲအစင်မပြေတာလေပြုမှုပြုမှုခဲ့တယ်။နာကျင်အောင်လုပ်ခဲ့တယ်။ကိုခံစားရအောင်ပေါ့နော်။ကိုကတော့သူ့ဘောမှာတကယ်ကောင်းပါလေ။ပေါ့နော်မြတ်တာစေတနာရဲ့လက်တကယ်စစ်မှန်ပါလေ။သူ့ဘက်ကကိုကို ပေါ့နော်တကယ်ကိုပေါ့နော်နာကျင်အောင်ပြုမှုဆက်ဆံခဲ့တဲ့စိတ်စိတ်ကိုပဲဖြစ်ဖြစ်လူကိုပဲဖြစ်ဖြစ်ပေါ့နော်ဒီအမျိုးမျိုးပေါ့ကွာတိရမလားသူကြောင့်တကယ်ကိုပြင်းမှန်းခဲ့ရတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးကံကြမ္မာတွေရှိခဲ့တယ်ဆိုရင်သူကအခုချိန်မှာပြန်ပြီးတော့ဝတ်လည်လိမ့်မယ်နော်သူပြုတ်ခဲ့တဲ့ကံတွေကကံကြမ္မာတစ်ပတ်ပြန်လဲလာပြီးတော့သူပြန်ခံရမယ့်အချိန်တွေရောက်လာလိမ့်မယ် နော်အကယ်၍အဲ့ဒီဥစ္စာကကိုပြုခဲ့ရဆိုရင်တော့ကိုခံရမှာပေါ့နော်အဲ့တော့အဲပြောမယ်ဆိုတော့ retrograde ကာလတွေလည်းရှိတဲ့ခါကျတော့နည်းနည်းတော့သတိထားပေါ့နော်ကိုပြုကိုဘာတွေပြုခဲ့တာတွေရှိလဲဆိုတော့ကိုပြန်ပြီးတော့သုံးသပ်ကြည့်ပေါ့နော်သူပြုခဲ့တာဆိုရင်တော့သူခံရမှာပဲအဲ့လိုမျိုးတွေခံစားခဲ့ပြီးပြီဆိုရင်တော့သူလည်းပဲသူ့ရဲ့ဝေကြွေးတွေပေါ့ကွာပြောမယ်ဆိုရင်တော့အဲ့လိုမျိုးလေးတွေသူခံစားပြီးပြီဆိုရင်တော့သူ့ဘဝကဒီပေါ့နော်ဒီဖြစ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့သူ့ဘဝက the deck ဆိုတဲ့အတိုင်းပဲပြီးဆုံးသွားခဲ့တဲ့အနေအထားတစ်ခုနော်ပြီးဆုံးသွားခဲ့တဲ့အနေအထားတစ်ခုကိုရောက်ရှိသွားလိမ့်မယ်အဲ့တော့ပြောချင်တာကွာတိလာဒီပိုင်လေးကိုရွေးတဲ့သူလေးတွေကနည်းနည်းတော့ဟိုရှုပ်တယ်ရှုပ်တယ်ဆိုတာကနှစ်ယောက်ရဲ့ဆက်ဆံရေးလေးတွေကအဲ့နည်းရှုပ်လဲရှုပ်တယ်လို့အရန်ကိုနှာကျင်ခဲ့ရတာတွေလည်းများတာကွာဘလို့ energy တွေမြင်ရလဲဆိုတော့ အမခံစားမရသလားပေါ့နော် twin flame energy မျိုးတွေကိုမြင်နေရတယ်မပြည့်ပြတ်သေးဘူးဇလံကဆက်ရံရှိသေးတယ်ဆိုတော့သဘောမျိုးပေါ့နော်အဲ့လို energy မျိုးတွေကိုခံစားနိုင်မိတယ်အဲ့တော့ပေါ့နော်ဒီအရာတစ်ခုပြီးဆုံးသွားခဲ့ပြီးပြီဆိုရင် rebirth ပြန်ပြီးမွေးဖွားတယ်လို့မျိုးပဲနော်ပြန်ပြီးမွေးဖွားတယ်လို့မျိုးပဲသူနဲ့ပေါ့နော်ဇလံတစ်ခု ဲ့လိုမျိုးပြန်ပြီးတော့ဖြစ်လာတဲ့ခါကျရင်ဒီအတိတ်ကအရာတွေကအကုန်လုံးပြီးဆုံးသွားပြီးတော့အတ္တအတ္တအတ္တစတင်ခြင်းမျိုးလေးတွေဥပမာကတည်ဆုံးသွားပြီးရင်ပြန်လည်မွေးဖွားတယ်ပြန်လည်မွေးဖွားတဲ့ခါကျရင်ဒါဘဝအတ္တဖြစ်သွားပြီလေဘဝအတ္တမှာကိုကအတ္တအတ္တတွေပဲအတိတ်ဘဝကိုမသိတော့မမှတ်မိတော့ဘူးအတိတ်ဘဝအတိတ်မှာပြီးခဲ့ပြီအတ္တအတ္တတွေပဲအတ္တအတ္တတွေမှာပို့ပြီးတော့ကောင်းချင်းနေကောင်းလာမျိုးပဲပေါ့နော်အဲဆက်သဖြင့်ပြုတ်မှုကြရမယ်အဲ့လိုသဘောမျိုးလေးပေါ့အဲ့လိုသဘောမျိုးလေးနဲ့ ပြင်ပြီးတော့ဗောနော်ဒီ relationship လေးကဆက်ရန်ရှိသေးတယ်လို့ခံစားမိတယ်အဲ့ဒါကြောင့်ဟုတ်ပြန်တော့လာနိုင်ခြင်းရှိပါတယ်နော်ပြန်တော့လာနိုင်ခြင်းရှိတယ်ဟွန်းဒီမှာဆိုရင်ဒါ major cut တွေပဲကြာတာနော်အချင်းကလာအဖြစ်ရတော့ဆယ်လာတော့မဟုတ်ဒီမှာဆိုရင်73ဆိုတော့တစ်နှစ်တစ်နှစ်ခွဲအဲ့လိုကာလလေးအတွင်းမှာတော့နည်းနည်းတရင်လေးတော့တစ်ချက်ဆောင်ကြည့်ပါဦးနော်ပြန်လာနိုင်ခြင်းရှိတယ်အဲ့လိုမျိုး ကာလလေးရင်မရောက်ခင်ပြမလာနိုင်သေးခင်တော့သူခံစားရမယ်ဝကြီးတွေသူခံရမယ်အဲ့ဒါတွေကိုသူကြည်အောင်ဆက်ကမယ်အဲ့ဒါတွေကုံလွန်ပြီးတော့မှပေါ့နော်အတိတ်တပံပြန်လဲစတင်ကြမှာကိုလည်းပဲကိုပါရီရှိတယ်ဒီအချိန်ရင်မှမဟုတ်တခြားပေါ့နော်ကိစ္စတွေအဲ့ဘယ်လိုပြောမလဲကိုပြုတ်ခဲ့တဲ့ကံတွေရှိတယ်ဆိုရင်ကိုလည်းပဲပြန်ပြီးတော့ပေါ့နော်အဲဒီဟာတွေကိုဒီကံကြွေးတွေကိုပြန်ဆက်ရမယ်အဲ့ဒါတွေအားလုံးပြီးဆုံးသွားပြီးကြည်အောင်ဆက်ပြီးသွားပြီဆိုရင်တော့နှစ်ယောက်ကပြန်လဲပြီးတော့ စတင်နိုင်တယ်ဆိုတော့ energy မျိုးကိုမြင်ရတယ်အဲ့တော့ဒီပိုင်လေးကိုရွေးရဲသူလေးတွေကိုပြောမှဆိုတော့ပြန်လာနိုင်ခြင်းရှိလားဆိုတော့ yes ပြန်လာနိုင်ခြင်းတော့ရှိတယ်ဒါပေမဲ့အမြန်တော့မဟုတ်ဘူးဒီလို energy တွေကိုကြော်ဖြတ်ပြီးမှပြန်ဆောင်စည်းနိုင်ရခြင်းရှိတယ်လို့တော့ခံစားမိပါတယ်။အဲ့တော့ဒါလေးကတော့ပိုင်ဝမ်းပေါ့နော်။အဲ့တော့မကပိုင်တူးလေးကိုတစ်ချက်ဆက်ပြီးတော့ပြပြပေးပါမယ်။ပိုင်တူးဟော လာတဲ့က9 no sweat 0 sweat နော်ပြန်လာနိုင်မလားဆိုရင်တော့ no ပါပြန်မလာတော့ဘူးထွက်သွားပြီနော်ပြောမှဆိုရင်တူနာပတ်သက်ပြီးတော့ကိုယ်မှနာကျင်ရတယ်အိမ်မပြောတဲ့ညတွေဖြစ်တန်းနေရတယ်ပင်မန်းနေရတယ်အိမ်မဆိုးတွေမတ်တယ်အဲ့လိုသဘောမျိုးတွေပေါ့နော်ကိုယ့်ဘက်မှာခံစားနေရတာတွေကိုရှိတယ်အဲ့လိုမျိုးတွေတွေ့ရတယ်ဒီလိုမျိုးတွေခံစားရတဲ့အခါကျတော့ကွာကိုယ်ကပေါ့နော်ဒီလူနဲ့ပတ်သက်ပြီးတော့အရှိ့ကိုပဲကိုက ဆက်ပြီးတော့ထွက်လာတယ်။မဆူကောင်မလေးတယောက်ခီးဆောင်တက်တာလေးနဲ့ဒါပေမဲ့ဝမ်းနေနေတယ်မျက်နှာလေးကနော်မှိုင်းနေတယ်သူထွက်လာတယ်။ပြောချင်တာကတော့သူနောက်ကိုမပြောင်းတော့အရှိကိုပဲသူထွက်လာမယ်နော်။အရှိကိုထွက်လာလဲသူ့မှာနာကျင်ရတယ်။နာကျင်ရတယ်။ဒါပေမဲ့ဒီနာကျင်ခြင်းတွေကိုသူကနာကျင်ခြင်းတွေကိုပဲသူခံစားလိုက်မယ်။နော်နောက်ထပ်ဒီလူနဲ့ပတ်သက်ပြီးတော့ထပ်ပြီးနာကျင်ရမှာတွေပြင်ပန်းရမှာတွေကိုမလို့ခြင်းတော့အဲ့ထွက်ကြ သူနဲ့ဝေးကွာခြင်းဆိုတဲ့နာကျင်ခြင်းတွေကိုပဲခံစားလိုက်ပြီးတော့ရအောင်ထွက်လာခဲ့မယ်။နောက်ကိုပြန်မလှည့်တော့ဘူးဆိုတဲ့ energy မျိုးလေးတွေကိုမြင်ရတယ်။အဲ့တော့ကြောင့်ဒီပိုင်းလေးကိုရွေးရသူလေးတွေကပေါ့ပြောမှဆိုရင်တော့ဟွန်းသိပြီးတော့မမျောလင်းတော့တာကောင်းတယ်ပေါ့နော်။ဘာလို့ဆိုတော့ကို့အတွက်အဆင်မပြေတဲ့သူကို့ကိုနာကျင်ခြင်းတွေပဲပေးတဲ့သူဆိုတဲ့အတွက်ကြောင့်သိပြီးမမျောလင်းတော့တာတော့ကောင်းတယ်။ဒီ relationship ကတော့ပြီးဆုံးသွားပြီပေါ့နော်။ပြီးဆုံးသွားပြီဆိုရင်တော့ကို့အတွက်ရှေ့မှာ အတိတ်တဖန်ပေါ့နော်စတင်ခြင်းနေရဖြစ်မှာပဲမဖြစ်ဘူးဆိုတာမရှိဘူးသိလားကိုကဒီတောက်ဆဲပေါ့နော်ဒီအစင်မပြေတဲ့ဆက်ဆံရေးတစ်ခုကနေထွက်လာခဲ့ပြီးပြီဆိုရင်တော့ကို့အတွက်ကတကယ့်ကိုကောင်းတယ်အနာဂတ်ကရှိ ਉ ရှိမှာပဲเนาะကိုကဒီ toxic ထဲမှာကပိတ်မိနေတယ်ဆိုရင်တော့အဆင်ပြေမှာမဟုတ်ဘူးเนาะအဲ့လိုမျိုးလေးတွေကိုမြင်ရတယ်အဲ့တော့ဒီပိုင်းလေးရွေးတဲ့သူအတွက်ပေါ့เนาะအမကအမကြီး message တွေတခုထပ်ပြီးတော့ဆွဲကြည့်ပြင်မှာเนาะ Oh, the food. Okay? နော်ဒီမှာကောင်မလေးတိရတဖူးဆိုတာအရာအလုံးရဲ့အစပဲပြောချင်တာကတော့ကွာဒီကောင်မလေးကအာလုံးဝဟိုဒီပေါ့နော်ပြီးဆုံးသွားတဲ့အရာတစ်ခုကနေထွက်လာခဲ့တဲ့ခါကျတော့တကယ်ဟိုကွာဒီမှာဟွန်းပျော်ရွှင်ခြင်းနေနဲ့ပဲအာ new beginnings တွေပေါ့ပြောမှဆိုရင် new adventure နော်အဲ့လိုပုံစံလေးတွေပဲတွားရမယ်ဒါပေမဲ့တတိတော်ထားရမှာပေါ့ကွာဒီ the fuck ကကြတိုင်းလည်းအရင်ပြောလို့တော့မရအောင်ပြောလုံပြီးတော့ဒုက္ခရောက်တာတွေလည်းရှိတတ်တယ်အဲ့တော့အဲဒီရကတ်လေးရတော့နည်းနည်းလေးတော့တတိကတ်ပို့တော့လိုအပ်တဲ့ကတ်ကလေးပေါ့နော်ကိုယ်တိုင်ပြောရှင်ချင်းနေအဲအစ်တစ်ဖန်စောင့်တင်ချင်းနေလွတ်လပ်ချင်းနေရတော့ရှိနေရှိလာလိမ့်မယ်ဒါပေမဲ့ အဲအရင်အပျော်မလွန်စီနဲ့ဒီမှာကြောက်ထွက်ပြုတ်ကျတတ်တယ်เนาะတတိလေးကပ်ပြီးတော့သွားပါကိုယ်စီမှာမိတ်ဆွေတွေပေါ့ကပြောမယ်ဆိုတော့ကိုယ်မိတ်ဆွေပေါင်းသင်းတစ်တီလေးရရှိဖို့ရှိတယ်အဲ့တော့အဆင်ပြေလာမယ့် energy တွေရှိတဲ့ခါကျတော့ဒီအဆင်မပြေတဲ့ energy ကိုထားခဲ့လိုက်ပါတော့လို့အမကတော့ပြောချင်ပါတယ်เนาะဒါကတော့ပိုင်တူးလေးရဲ့ energy ပေါ့เนาะပိုင်တူးလေးအတွက်ဒီ relationship ကပြီးဆုံးသွားခဲ့ပြီမမျော်လင့်ပါနဲ့တော့လို့ပြောချင်ပါတယ်เนาะကျေးဇူးတင်ပါတယ်နောက် video တွေမှာတွေ့မယ်เนาะ တော့ point 3 point 3 point 3လဲဒီမှာเนาะ point 3လေးလဲပြောရမှာဆိုရင်တော့อืม energy ရတယ်နဲဟို point 2နဲ့တိတ်တော့တိတ်မกว่าဘူးกว่าတိတ်လားနည်းနည်းလေးပင်ပန်းနေရတဲ့ energy တွေเนาะနည်းနည်းလေးနာကျင်နေရတဲ့ energy တွေရှိတဲ့ခါကြတော့กว่าဒီရနပတ်သက်ပြီးရတော့กว่าဟိုရွေးစောင့်ရမလားမစောင့်ရမလားမျောလင်းလို့ရသေးလားဆိုရင်เนาะอืม ် maybe ပေါ့နော် maybe maybe လို့ဘာလို့ပြောလဲဆိုရင်음ဒီမှာဆိုရင်တွေ့တဲ့အတိုင်းပဲနော်တစ်ဖက်လူသူ့မှာနည်းနည်းလေးခြေချုံမိနေတာလေးတွေရှိနေတယ်နော်အဲပြောမှာဆိုတော့ तू တိတ်ချပေါ့နော် तू ဘယ်လိုပြောမလဲမမြင်နိုင်သေးဘူးကွာဟိုအခုပိုင်ပိုင်3လေးနဲ့ပတ်သက်ပြီးတော့နော်ပိုင်3လေးတွေကို နပတ်သက်ပြီးတော့သူဘယ်လိုပြရမလဲတိတ်ချလေးမမြင်နိုင်သေးဘူးသူသူ့ရဲ့ပေါ့နော်ဒီမှာသူ့ကိုနည်းနည်း control လုပ်ထားတဲ့ဟာတွေထိန်းချုပ်ထားတဲ့အရာတွေလည်းရှီကောင်းရှိနေနိုင်တယ်အဲ့တို့ကြောင့်သူအဲ့ဒါတွေကနေလဲသူယုံထွက်လို့မရဘူးတခါလေကျတော့လေသူယုံထွက်ချင်တာမျိုးလေးတွေရှိတယ်ဒါပေမဲ့မယုံထွက်နိုင်ဘူးအဲ့ကိသူတော့ယုံထွက်လာမယ်ဆိုရင်တော့ yes ပေါ့နော်ဟိုအဆင်ပြေနိုင်ခြေလေးရှိတယ်အဲ့တို့ကြောင့်သူနဲ့ပတ်သက်ပြီးတော့ကိုကတော့နည်းနည်းခံစားရမှာတွေလည်းရှိသေးတယ် နော်သူဒီလိုမျိုးကိုယ်စီရောမလာနိုင်တဲ့ခါကျတော့ကိုယ်မှာခံစားရတယ်နော်နာကျင်ရတယ်အရေးပြတ်တာတွေအဲ့လိုမျိုးစသဖြင့်ပေါ့ကွာတက္ကနာတော့ဆိုးပုံစံမျိုးတွေကြုံရတတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီ point 3လေးပေါ့နော် point 3လေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့အရန်ကြီးတော့ပေါ့နော် expectation တွေမထားနဲ့သူတကယ်လို့ဒီမှာသူပြုံးထွက်လာနိုင်မယ်ဆိုရင်တော့อืมအစဉ်ပြန်ပြီးတော့ပြေးလာနိုင်တယ်ပေါ့ကွာပြန်လာနိုင်ခြေလေးရှိရတယ်ဒါပေမဲ့ ဒီ energy လေးရတော့အရင်ကြီးတော့မျောလင်းချက်တော့မထားနဲ့ပေါ့နော်အဲသူ့ဘက်ကအဲပြောင်းလဲလာပါစေသူ့ဘက်ကပို့ပြီးတော့ကောင်းမွန်တဲ့သူဖြစ်လာပါစေလို့ပဲဆူတောင်းရင်ဆူတောင်းကြည့်ပေါ့ဒါပေမဲ့တော့အရင်ကြီးတော့ expectation မထားပါနဲ့နော်အရင်ကြီးမျောလင်းမိရင်ကိုပဲဖြစ်မလာတဲ့ခါကျရင်နာကျင်ရတယ်လေအဲ့အတွက်ကြောင့်အဲအရင်ကြီးမျောလင်းချက်တော့မထားနဲ့လို့တော့ပြောချင်တယ် เนาะအချိန်တစ်ခုတော့စောင့်ကြည့်ပေါ့เนาะအချိန်တစ်ခုတော့ဒါတစ်နှစ်လောက်ပေါ့ကွာတစ်နှစ်6လလောက်တစ်နှစ်လောက်အဲ့လိုမျိုးလေးအချိန်တစ်ခုလေးတော့စောင့်ကြည့်ပေးပါအဲ့ဒီအချိန်တစ်ခုအတွင်းမှာသူ့ဘက်ကပြောင်းလဲခြင်းနဲ့ပြောင်းလဲလာနိုင်မယ့်အခြေအနေမပြောင်းလဲလာဘူးဒီပုံစံတိုင်းမဲ့ပေါ့နော်အစင်းမဘာတမ်းဘာဘာတရင်မှလည်းမကြားရဘူးဘာမှလည်းမခံစားမိဘူးသူနဲ့ပတ်သက်ပြီးအဲ့လိုမျိုးဆိုရင်တော့ကိုကကိုဘွားကိုဆက်လျှောက်ဖို့ပဲတော့တွေးပါဒီလိုမျိုးကြီးအနာကျင်တော့မခံပါနဲ့နော်အဲ့လိုမျိုးလေးတော့အမကအဲ ပြောချင်ပါတယ်အဲ့တော့ဒီပိုင်းဒီပိုင်းလေးနဲ့ပတ်သက်ပြီးတော့အမကအဲရှေ့လျှောက်ပေါ့နော်ဗာလေးတွေဖြစ်လာနိုင်မလဲလို့တော့တချက်တော့ကြည့်ပေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲပိုင်း2ပိုင်း2နဲ့ပိုင်း3လေးကနည်းနည်း energy လေးတွေကอืมတိတ်မထွားမဖြစ်လို့ပေါ့နော်။နည်းနည်းကတော့ရွေးချယ်သင်လားပြန်လဲစောင့်နေသင်လားပေါ့နော်။ဒီသူ့ကိုစောင့်နေသင်လားရှေ့ဆက်သွားမလား။အဲလိုချက်ကြည့်ပြီးမနော်။ ဒီဘေးနော်ဒီဘေးကလေးကြတယ်ဒီဘေးကလေးကြတာဖြစ်တဲ့အတွက်ကြောင့်နော်နည်းနည်းတော့နှောက်ရက်ဒေတာစီရေမှာနော်သူ့ကိုထိန်းချုပ်ထားတဲ့နေရာတွေအဲ့ဒါတွေဖြစ်လိမ့်မယ်နှောက်ရက်ဒေတာစီရေနှစ်ယောက်ချင်းမှာဂျုံနိုင်တယ်နည်းနည်းလေးအဆင်မပြေတာမျိုးလေးတွေပေါ့နော်ဂျုံသွားတဲ့အဲ့အတွက်ကြောင့်စဉ်းစားပေါ့နော်ကိုကအဲ့ဒီဒဏ်တွေကိုခံနိုင်လားခံနိုင်လားဆိုရင်တော့ဆက်ဆော့မခံနိုင်ဘူးကိုဘောကိုပဲဆက်ရှောက်မယ်ဆိုရင်တော့ ကိုလန်းကိုရှောင်းကိုဘွားကိုပြောရှင်အောင်နင်းအဲ့ဒါအကောင်းဆုံးမယ်အဲ့လိုမျိုးလေးတော့အမားတော့ခံစားမိတယ်နော်အဲ့တော့ဘာလုပ်မလဲဘာလုပ်မလဲဆိုတော့ပိုင်း3လေးတွေကိုကကိုစဉ်းစားပါသူပြန်လာသူပြန်လာမယ်လို့နင်ထင်နေတာလားဆိုပြီးတော့ညှော်လင့်နေမလားနောက်ထပ်ကပ်ကလေးရဒီမှာ2 rock cups ဒါလေးကတော့ပြောမယ်ဆိုရင်တော့ပိုင်း3လေးအတွက်ရှေ့လျှောက်ဒီ energy တွေကိုနော်ထားခဲ့မယ်ဆိုရင်ရှေ့လျှောက် ကြုံလာရမယ့် energy လို့တော့မခံစားမိတယ်။ထူတော့ cup ဆိုတော့ diamond ဒီမှာသူရောကိုနှစ်ယောက်လုံးပေါ့နော်။နှစ်ယောက်လုံးတကယ်ကိုအဲဘယ်လိုပြောမလဲ။တဲ့ ori ရောချစ်ချင်းမြတ်တာတွေအပြည့်ရှိတဲ့သူမျိုးနဲ့ကြုံလာရနိုင်တယ်။ brain 3လေး။အဲ့တော့ဒီ energy ကိုကိုကဘာလို့မလဲ။ကိုဘတာကိုပဲစဉ်းစားပါ။ရှေးလျှောက်ကြုံလာရမယ့်ဒီအခြေရေးကိုပဲကိုက manifest လုပ်မလား။ဒီရောပဲပေါ့နော်။အချိန်တစ်ခုခုနကပြောတဲ့အချိန်တစ်ခုဒီစောင့်ပြီးပဲကိုကမျှော်လင့်မလား။ ဆက်ပြီးတော့ကိုယ့်ဘာသာကိုယ်ပဲစဉ်းစားပါလို့ပြောချင်ပါတယ်နော်အဲ့တော့ reading လေးကတော့ဒီလောက်ပါပဲနောက်ထပ် reading လေးမှာထပ်ပြီးတော့တွေ့ကြမယ်နော်ခုလိုမျိုးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်